စစ်ကောင်မရှင်ကကျင်းပမဲ့ရွေးကောက်ပွဲကိုမယုံကြည်သလိုစောင့်ကြည့်လေ့လာမဲ့ကိုယ်စားလှယ်အဖွဲ့ပါဆေလုဖို့မရှိကြောင်းဥရောပသမဂ EU လူ့ခွင့်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်ကာရှာကိုလိုဂရန်က ပြောဆိုပါရယ်မလေးရှားနိုင်ငံမှာအော်တိုဘာလ16ရက်နေ့ကပြုလုပ်ခဲ့တဲ့အာဆီယံ EU အရက်ဖက်လူမှုအဖွဲ့အစည်းများဖိုရမ်နဲ့လူ့ခွင့်ရေးဆိုင်ရာအာဆီယံ EU မူဝါဒဆွေးနွေးပွဲအပြီးမှာ EU ရဲ့သဘောထားကိုတရားဝင်ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါရယ် စစ်ကောင်းဆောင်ကတော့လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကိုကျင်းပမယ်လို့ပြောဆိုနေပေမဲ့ EU ကိုယ်စားလှယ်ကလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲမဟုတ်ဘူးလို့သတင်းထောက်တွေကိုပြောဆိုခဲ့တာပါ EU တင်မှာမဟုတ်ဘော EU ASEAN အပါအဝင်နိုင်ငံတကာကအဖွဲ့အစည်းတွေကဒီစစ်ကော်မရှင်ကလုပ်မဲ့အတူရောင်ရွေးကောက်ပွဲကိုမယုံကြည်တယ်လို့အတိမတ်အပြုမှလည်းမဟုတ်ပါဘူးခင်ဗျဒီအတူရောင်ရွေးကောက်ပွဲကနေပြီးတော့ဒီ နိုင်ငံတကာကိုလိန်ပြီးတော့တရားတရားဝင်ကိုစားပြုမှုကိုရဖို့မျှော်လင့်နေတဲ့စစ်ကောင်စီအတွက်ထိုးနှက်ချက်ဟိုအတိပေးချက်တည်းရလို့လဲကျွန်တော်မြင်ပါတယ်ခင်ဗျအဖြစ်လို့လဲဆိုတော့ဒီပြည်သူတွေကိုနှိမ့်စင်တက်ဖြတ်နေတဲ့စစ်ကော်မရှင်ရဲ့အလိန်ညာတွေပတုရောင်ရွေးကောက်ပွဲကို EU အနေနဲ့လက်မခံဘူးဆိုတာကိုပြတ်တက်လိုက်တယ်လို့ဖြစ်ပါတယ်ခင်ဗျအဖြစ်လို့လဲဆိုတော့မြန်မာပြည်သူတွေအနေနဲ့လည်းဒီ EU အနေနဲ့မြန်မာပြည်သူတွေနဲ့အတူတော်လိုင်းရေးအစုအဖွဲ့ တွေနဲ့အတူအတူတူရှိတယ်ဆိုတာကိုလည်းပြလိုက်တဲ့တဘောဆောင်ပါတယ်ခင်ဗျ။အနာဒိစေကောင်းဆောင်ဘူဂျုံမှုကြီးမင်းအောင်လိုင်းနဲ့အပေါင်းပါတွေဟာနိုင်ငံရေးထွက်ပေါက်အတွက်ရွေးကောက်ပွဲကိုမဖြစ်မနေကျင်းပနိုင်ဖို့အားစိုက်ကြိုးပမ်းနေကြတာဖြစ်ပါတယ်။နိုင်ငံတကာစောင့်ကြည့်လေ့လာသူတွေကလည်းဆေးဥစုလုံးမဲ့ရွေးကောက်ပွဲဟာဆေးဥချုပ်ရေးကိုဆက်လက်တရားဝင် ဖြစ်စေဖို့လက်ကွက်တစ်ခုအဖြစ်ရှုမြင်ထားကြတာလည်းဖြစ်ပါတယ်။ကမ္ဘာဒီမိုကရေစီနိုင်ငံကြီးတွေက ဆေယုစုရဲ့ရွေးကောက်ပွဲဟာအတူရောင်ရွေးကောက်ပွဲလို့ပြောဆိုနေကြပေမဲ့တရုတ်နိုင်ငံကတော့ရွေးကောက်ပွဲကိုကူညီပံ့ပိုးမှုတွေပြုလုပ်သွားမှာဖြစ်တဲ့အကြောင်းတရားဝင်ထုတ်ပြောထားပါတယ်။ရွေးကောက်ပွဲကိုတတိပုဂ္ဂလအနေနဲ့ဝင်ရောက်ရှင်ပြိုင်မှုပြင်နေတဲ့ဒေါ်ဆန္ဒမင်းကတော့လက်မခံတာကန့်ကွက်တာတွေရှိနေလဲရွေးကောက်ပွဲကဖြစ်သွားမှာပဲလို့ပြောပါတယ်။ ျမတို့ဟလာနိုင်ငံတကာကလက်ခံပြီးဖြစ်စီမလက်ခံပြီးဖြစ်စီမြန်မာနိုင်ငံအတွင်းမှာရှိတဲ့ပြည်တွင်းမှာရှိနေတဲ့လူတွေကတော့နိုင်ငံရေးသမားတွေကတော့ရွေးကောက်ပွဲကိုဖြစ်စေချင်တယ်ဟလာခုနကျမကြောလို့ရွေးကောက်ပွဲဖြစ်မှသာလေအရွေးတစ်ခုရောက်သွားမယ်အကြောင်းလေးတစ်ခုရောက်သွားမယ်ဆိုတော့ယုံကြည်တယ်ဒါကြောင့်မို့လို့ညီသူကပဲကန့်ကွက်နေပြီလေဖြစ်စီကျမတို့ရွေးကောက်မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ရွေးကောက်ပွဲကတော့ဖြစ်သွားမှာပါလေလို့ပြောချင်တယ်2020အထွေထွေရွေးကောက်ပွဲမှာ မြို့သားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကတောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့ပြီးဆေယောစုရဲ့ပြည်တော်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ကတော့အပြတ်အသတ်ရှုံးနိမ့်ခဲ့တာကြောင့်စစ်ကောင်းဆောင်တွေအနာဂတ်စိုးရိမ်စရာဖြစ်ခဲ့ရပါတယ်။အဲဒီနောက်မှာတော့ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကဥဆောင်ပြီး2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာမဲမတမမှုဆွဆွဲချက်နဲ့အာဏာသိမ်းခဲ့ပြီးနိုင်ငံတော်သမ္မတဦးဝင်းမြင့်နိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်နဲ့ဝန်ကြီးတွေ ဒီမိုကရေစီရဲ့လှုပ်ရှားသူတွေကိုဖမ်းဆီးထောင်ချခဲ့ပါတယ်။2025ခုနှစ်ဒီဇင်ဘာလထဲမှာရွေးကောက်ပွဲပြန်လည်ကျင်းပပေးမယ်လို့စစ်ကောင်းဆောင်ကပြောပေမဲ့အဲ့ဒီရွေးကောက်ပွဲမှာပြည်သူလူထုထောက်ခံတဲ့ပါတီတွေဖြစ်တဲ့ NLD လို့ရှမ်းတိုင်းသမားဒီမိုကရေစီအဖွဲ့ချုပ် SNLD လို့ပါတီတွေမပါပါဘူး။ဒီကောက်ပွဲတစ်ခုက ဖီယံပဲရှိတယ်ဆိုရင်ပွင့်လင်းနေတော်မူရှိရမယ်။ဟိုပါတင်ပါတတ်ဒီအားလုံးပါရမယ်။နောက်ပြီးတော့ရွေးကောက်ဝဲကျင်းပါမယ်။အကျင်းပနိုင်တဲ့အခြေအနေတစ်ခုကိုဖန်တီးထားမယ်ခင်ဗျာ။အဲ့တော့ကရွေးကောက်ဝဲကျင်းပနိုင်တဲ့အခြေအနေတစ်ခုလည်းဖန်တီးထားထားဖန်တီးထားဖို့မရှိဘူး။ပါတင်ပါတတ်ဒီလည်းမပါဘူးဆိုရင်တော့ကျွန်တော်တို့စောင့်ကြည့်တဲ့လူတွေရဲ့အခြေအနေကဘောတော့ဟိုဘောတော့အဓိကတော့အာဒီရွေးကောက်ဝဲမမျှတဘူးဆိုတာဟိုမစောင့်ကြည့်ကြတဲ့အခါတည်းမှတ်ချက်ပြုရတဲ့အတွက်သူတို့မလာဘူးဆိုတာကကျွန်တော်ထောက်ခံပါမယ်။ စစ်တပ်အာဏာသိမ်းမှုကနေနိုင်ငံရေးထွက်ပေါက်ရဖို့ရွေးကောက်ပွဲကိုကျင်းပဖို့ဆန္ဒဆောနေပေမဲ့မြို့ပေါင်း90နီးပါးကိုဆေးအုပ်စုလက်လွတ်ထားရဆဲဖြစ်ပါတယ်။မလေးရှားနိုင်ငံသားရေးဝန်ကြီးရဲ့အော်တိုဘားလ9ရက်နေ့နေပြည်တော်ခရီးစဉ်မှာမြန်မာနိုင်ငံရေးရွေးကောက်ပွဲအတွက်လ ీల စောင့်ကြည့်ရေးအဖွဲ့တွေဆီလွတ်ပြီးဦးပေါင်းဆောင်ရွက်မှုတွေလှုပ်ဆောင်မယ်လို့မလေးရှားနိုင်ငံသားရေးဝန်ကြီးကပြောဆိုခဲ့ကြောင်းစစ်ကော်မရှင်ကလိန်လေသတင်းလွှင့်ခဲ့ပါတယ်။ဒီပေါ်မှာမလေးရှားဘက်ကတော့ ာဆီယံကစောင့်ကြည့်လေ့လာရေးဆီလွတ်ဖွဲ့မရှိကြောင်းပြန်လည်ဖြည့်ရှင်းခဲ့ရပါသေးတယ်။